အေးကထိုးဆင်းလာတယ်အောက်ကနေပြီးတော့ကိုကဒီတက်ဘက်ကနေခုခံတယ်ခုခံတဲ့အတိုင်းတာမျိုးပါဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တဖြည်း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 နဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုနောက်ဆုံးလာအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံပြင်းမှုတော့မဟုတ်ဘူးလေဗျာကျွန်တော်ကြောက်သွားတာမှန်တယ်ဒါပေမဲ့အဖြေမဟုတ်ဘူးကျွန်တော်ပြန်ပြီးတော့အခုတက်ကပြန်ပြီးတော့တိုက်တယ်တိုက်တဲ့အခါမှာအဲ့တော့ဘလို့တွေဖြစ်လဲဆိုတော့တက်ရဲ့အာနေချက်ကတော့ဘာဖြစ်လဲဆိုလို့ရှိရင်မှန်တကယ်ကတက်ကဘာမှကြားစရာမရှိဘူးအဓိကကလေ ကျွန်တော်တို့အံ့ဩစရာကောင်းလောက်အောင်ကိုညံ့ဖျင်းတာဗျသိလားအရာရာပြည့်စုံတဲ့နေရာဘယ်လောက်ဒီအရာရာပြည့်စုံလဲဆိုလို့ရှိရင်ကျွန်တော်ဗျတပုံကလာတိုက်တယ်ဗျတပုံကထားပါတော့ဒီအေအေစေသေးရတပုံနေအနေနဲ့ရခိုင်ပြည်ကနေကြော်လာဟာလားသူတောင်ကုတ်ကနေတောင်ကုတ်လမ်းကြော်အတိုင်းဒီရခိုင်ဒီကျွန်တော်တို့ပဲခိုးတဲ့ဝင်လာဖို့အတွက်ဆိုတာသူတောင်နေကြော်လာရတာအဲ့ဒီတန်ကြော်ကြော်လာဖို့ဆိုတာပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီအဲမိုးထီတောင်ပေါ့ မိုးထီတောင်မတိုင်ခင်မှာကျွန်တော်တောင်မုံကြီးဆိုရှိရအဲတောင်မုံကြီးစခန်းကိုကြာတော့တဲ့အပြင်ကိုမိုးထီတောင်မှာဆက်ကြမိုးထီတောင်ကတကယ် special စခန်းကြီးပါနော်မိုးထီတောင်မှာဆက်ကြတာနော်အဲ့တော့ကျွန်တော်ကြည့်တာတပုံကတောက်လျှောက်စစ်ကူတွေနဲ့ဒီကျွန်တော်တို့အဲဘယ်လိုခေါ်မလဲလက်နက်ရိတ်ခါထောက်ဖို့ဘယ်ကဘလို့လာလဲကျွန်တော်စဉ်းစားရမယ်ဟုတ်တယ်မလားအဲသူတို့ဒီရွာတွေကနေပြီးတော့ထောက်ဖို့ရတယ်ဆိုလို့ရှိရင်အကန့်အသတ်ရှိတယ်ဒီစစ်ပွဲတစ်ခုလုံးတိုက်ဖို့အတွက်ရွာတွေကနေပြီးတော့အကန့်အသတ် ဒီအကန့်အသတ်နဲ့ထောက်ပံ့ပေးနိုင်တဲ့ရိတ်ခါပေါ်မှာသူတို့မိတွယ်လို့မရအောင်ကြည်စမ်းတစ်ချိန်လုံးပြစ်နေရကြည်ကနောက်ကနေတစ်လျှောက်လုံးလာနေမှရမယ်အဒီကြည်ကဘယ်ကလာလဲအရှိခါလာတော့ဖြစ်နိုင်မှာနော်ကျွန်တော်တို့အရှိရဆိုတော့သူတို့နှခိုင်ကြည်ကနေလာလာတော့မဖြစ်နိုင်ဘူးကျွန်တော်အောက်ကနေတက်လို့ပဲရမယ်အေးအေးကတောက်လျှောက်ကြည်တောက်လျှောက်ကြည်တောက်လျှောက်ကြည်တိုက်လာတာခင်ဗျားတို့စစ်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်တို့အရက်သားတာမန်လူဘိန်းနားလေတဲ့အခြေအနေမျိုးလေးနဲ့ကျွန်တော်ရှင်းပြတာနောက်ကနေပြီးတော့လေသူတို့မှာကြည်စံစိတ်ယုံလည်းမရှိဘူးနော်ပြီးရင်ရိတ်ခါကားတွေလည်းမရှိဘူး လေရင်နဲ့လည်းထောက်ဖို့မလာဘူးထောက်ဖို့မလာမဲ့တက်ရဲ့ဒီလောက်အင်းနဲ့အားနဲ့ခုခံထားတဲ့စခန်းတွေကိုတခန်းပြီးစခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြော်ယူလာနိုင်တယ်ဆိုတာမျိုးဟာရိတ်ခါကသူတို့အနောက်ကနေမှမလာဘဲနဲ့အရှေ့ကနေပြန်ပတ်လာလို့ပဲဖြစ်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်အဆက်လက်အဲ့တော့ကျွန်တော်တို့အရှေ့ကနေပဲထွက်လာလေအဲ့အရှေ့ကနေထွက်လာဖို့ကျွန်တော်တို့စัจကြည့်ရခါမှာအဲတဲတွန်စအနေနဲ့တော့လကောင်းပေါ့ဗျာနော်ဟိုနည်းနည်းပေါ့မတင်ကားစရာတစ်ခုတော့တွေ့တယ်အဲ့ဒါကကျွန်တော်တို့ဒီညောင်ချောက်မှာရှိတဲ့ 2IC လျောက်ကတစ်လုပ်ငန်းလုပ်တယ်တစ်လုပ်ငန်းလုပ်တဲ့ခါမှာတောင်ပေါ်ကဒီသူ့ရဲ့တစ်လုပ်သားတွေစားဖို့အတွက်ဆိုပြီးတော့ရိတ်ခါတွေကိုစစ်ကားကြီးတွေနဲ့တဲ့တဲ့ပို့ဆောင်ရေးလုပ်တယ်အလုပ်တဲ့ခါကျတော့ကျွန်တော်တို့ကအသူတစ်လုပ်ငန်းနဲ့တော့လုပ်တာကျွန်တော်ဘာမှမပြောဘူးလေနော်အသူဘာတော့ဒီလိုအခြေအနေမျိုးမှာဒီရိတ်ခါတွေကထောက်ဖို့ရိတ်ခါတွေကသူ့တစ်လုပ်ငန်းအတွက်ပဲဆိုရင်တော့ဒီလောက်ထိတည်တာကြောင်းမရှိဘူးအဲ့တော့ဒါတွေကကျွန်တော်တို့ကဟိုဆွဆွဲတာမှမဟုတ်ဘူးမပြေသောကံရရှိတန်ရရှိတယ်အတန်ရရှိတဲ့အတွက်ကြောင့်မို့လို့ အကျွန်တော်လည်းပြောဆိုခဲ့တာရှိတယ်ပြောဆိုသည်တယောက်လည်းစစ်ဆေးတာတွေတော့ကျွန်တော်တို့ကြားရပါတယ်နော်တပုံကဘာရိတ်ခါဘာထောက်ပံ့ဘာဆိုဘာမှမရှိပဲဒီလိုမျိုးတိမ့်ဝဆိုတာသဘောယူသွေးယူตาယူဖြစ်နိုင်သလားဆိုတာကျွန်တော်တို့သုံးသပ်ဆင်းနွှဲရမှာဖြစ်တယ်အဲ့တော့တပုံကလာတယ်အကျွန်တော်တက်ကဒီဘက်ကခုခံတယ်တက်မှာဗျာအနောက်ကနေပြီးတော့ဒီကျွန်တော်တို့ပေးနေတဲ့ရိတ်ခါတွေလက်နက်တွေလက်နက်စက်ယုံကြီးတွေနှစ်ယုံသုံးယုံလောက်ကနေပြီးလက်နက်တွေရောက်လာပြီးလို့ရှိရင်ထောက်ပို့ကားတွေဆိုတာမျိုးတန်းစီယာယီတစ်ခါတော့ဘယ်လိုဆိုလို့ရှိရင်ကျွန်တော်တို့ အချိန်နဲ့တပြေးညီထောက်ဖို့ကားတဲ့တန်းစီစောင့်နေတယ်ထက်ကတောင်ပေါ်ကဘာလို့လဲချက်ချင်းရအောင်သွားတယ်နော်နောက်လေရေလိုလားရေလိုရှိရင်ရေကမိသက်ကားနဲ့ပို့ပေးတယ်ရေလိုရေကမိသက်ကားနဲ့ပို့ပေးတယ်စစ်ကားကြီးနဲ့အကုန် special ပို့ပေးတာတောက်လျှောက်ဒီထက်မပြီးသေးဘူးနော်ကျွန်တော်တို့ပြည်သူပဒေါင်းမြုပ်ကံပြည်သူတွေအောက်ရှစ်ပင်မြို့ကမြုပ်ကံပြည်သူတွေဒီပြည်သူတွေကလည်းအဲတက်မလို့သားတွေစားဖို့အတွက်ဆိုပြီးရိတ်ခါတွေသွားပြီးတော့ဟိုသူတို့ကျွေးမွေးသေးတာနော်နောက်ထပ်ဒီရိတ်ခါတွေနောက်ထပ်ဒီကျွန်တော်တို့အကုန်ကဗျာလိုအပ်တဲ့ဒီလက်နက်ကအစား အားလုံးတောက်လျှောက်ကအနောက်ကနေစစ်ကူတွေရောပစ်ကူတွေရောတောက်လျှောက်ပို့ပေးတာအထက်ရရှိလူကြီးမင်းများကျွန်တော်အနေနဲ့တော့အဲအဲသူတို့လှုပ်တော့လှုပ်တယ်ပေါ့နော်ဟိုပုံစံသာမကြတာပါပြင်ရင်ပြောနေအလုပ်လှုပ်ပါတယ်အလုပ်တော့လှုပ်ပါတယ်ပုံစံမကြဘူးဆိုတာကစစ်ကူပစ်ကူလို့တော့တော့မရဘူးပေးသလားဆိုတာပေးတယ်တခါတခါတက်တော့လို့ရှိရင်ကားကြီး၄၅စီးနဲ့နော်၆စီးလောက်နဲ့အဲ့လိုမျိုး၆စီး၇စီးအဲ့လိုမျိုးစစ်အင်အားအဲ့လိုမျိုးပို့ပို့ပေးရစစ်အင်အားလည်းပို့ပေးတယ်လက်နဲ့လည်းပို့ပေးတယ်ရိတ်ခါလည်းပို့ပေးတယ် တည်သူတွေကမှအစားအသောက်တွေသွားကြည့်သေးတယ်ဒေတာခံဟိုပရိုဂရမ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲပြည်သူစစ်အားလုံးအားလုံးကလည်းပါဝင်ပြီးတော့ဒါမျိုးအေးအေးကထိုးဆင်းလာတယ်အောက်ကနေပြီးတော့ကိုကဒီတက်ဘက်ကနေခုခံတယ်ခုခံတဲ့အတိုင်းတာမျိုးကဘာကြောင့်မို့လို့ကိုဘက်ကနောက်ဆုံးပိတ်တော့တဖြည်း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 နဲ့စခန်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးနောက်ဆုံးလာအေးအေးကဒါမျိုးရောက်လာဆိုတာတောင်းတောင်းညံဖြင်းမှုတော့မဟုတ်ဘူးလေဗျာနော်တဖြည်းဖြည်းနဲ့ဒါကဟိုတောင်းတောင်းညံဖြင်းမှုမဟုတ်ဘူးနော်မျှောက်တေချာစဉ်းစားရမှာနောက်တစ်ခုက စစ်တဲ့င်းအဖြစ်နေညာမှုလို့ပြောရမှာပါစခန်းတစ်ခုကြပြီးရင်ထက်ကထက်ကလည်းဟိုပြတ်သားပါလေမင်းတို့လေရအောင်ပြန်တိုက်ဆိုပြီးရတာလေလို့အဲ့တဲ့ဟာလေအကုန်ပေးတာပေးပြီးတော့ပြန်တိုက်ခိုင်းတာပြန်တိုက်ခိုင်းမတိုက်ချင်တော့ဘာလုပ်လဲဆိုတော့ရပြီးတင်အောင်ရအောင်တင်းလွှင့်လာလေရှိအဲ့တဲ့င်းကိုလေအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့တာမန်အရသားတွေမပြောနဲ့ပေါ့ဗျာကျန်တဲ့တို့စစ်တပ်အတွင်းကစစ်သားတွေအောင်ယုံလာအော်တယ်လီဂရမ်တွေကလည်းခင်ဗျားတို့အဲ့လိုမျိုးပေါ့ပြန်ရပါပြီတို့ဘာလို့ပေါ့နော်နည်းနည်းလေးပြောနေရလေနည်းနည်းသတိထားစေချင်တယ် အဲ့ဒီတဲ့ပေါ်မှာမိမ့်ပြီးတော့ပြန်ရတရားရောက်မရတရားရောက်အထက်ကလည်းဘာဆောင်ရလဲဆောင်ရရမှမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့နောက်ဆုံးပိတ်တော့စခန်းနေရတစ်ခုပြီးတစ်ခုတစ်ခုပြီးကြာသွားစခန်းကြာရင်ကြာတယ်ဝင်ခံပါနော်ဘာကြောင့်ကြာလဲဆိုတော့ကိုပြပြတသားနဲ့ဒါနောက်တော့မကြအောင်ဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားရမှာဖြစ်တယ်ကြာတော့ဝိုင်းလိန်နေဖို့မဟုတ်ဘူးနော်လော်ဘီဆန်နဲ့အတွေ့ခေါ်ရောနည်းနည်းရှော့စေချင်တယ်အဲ့ခုတော့ဒီစီရေးမှာကျွန်တော်တုံးသက်ကြည့်လိုက်တာလေဒီကြာရှုံးမှုဟာသူ့ရဲ့တာရဲ့ကြာရှုံးမှုတော့မဖြစ်နိုင်ဘူးအေးအခုတော့ အလုပ်လုပ်ပါလေဟိုဒီကျွန်တော်တို့အဲညောင်ကျိုးကြပြီးရနောက်ပိုင်းမှာတော့ညောင်ကျိုးအတွက်တခါလဲစင်မှာတမောက်ချင်းပါပဲစင်အားတွေထပ်ဖြည့်ပြီးတော့အခုကျွန်တော်တို့ထိုးစစ်တွေပြန်ဆင်နေပါလေ